ရှမ်းပြည်နယ်ဆိုရဖွဲ့ဝင်ပြည်နယ်လမ်းဘက်ဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်သည်တောင်ကြီးမြို့အတွင်းကက်တရာလန်ခင်ကျင်းလုံကန်နှင့်ကနိုင်ကန်သုံးပတ်လန်ကွန်ကရစ်လန်ခင်ကျင်းလုံကန်ဆောင်ရွက်မှုအခြေအနေများကိုင်းစင်းကြည့်ရှုစစ်ဆေးတဲ့တဲ့တွင်ကိုတင်ဆက်ပါမယ်ရှင်။ ရှမ်းပြည်နယ်ဆိုရဖွဲ့ဝင်ပြည်နယ်လမ်းပတ်ဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်သည်ပြည်နယ်စီပင်တရားရေးဌာနပြည်နယ်လမ်းဦးစီးဌာနပြည်နယ်လမ်းကြီးကြေးရေးအဖွဲ့မှတာဝန်ရှိသူများနဲ့အတူတောင်ကြီးမြို့အတွင်းကတရားလမ်းခင်းကျင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုနိုဝင်ဘာလ22ရက်နေ့နဲ့နောက်ပိုင်းကတွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည် ဥစွာပြည်내ဝင်ကြီးနဲ့အဖွဲ့သည်တောင်ကြီးမြို့မြို့မရက်ကွက်အတွင်းရှိဆက်ဆံထွန်းလန်း155ဘီ14ဘီ3လမ်းမှာ28.9တန်းဖြင့်ကတရားထပ်ပေါ်လာခင်းစင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို၎င်းဒူမြောင်လန်း900ဘီ14ဘီကိုလမ48.8တန်းဖြင့်6ထပ်ကတရားခင်းစင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို၎င်း ရေမဲလန1600ဘေး14ဘေးကိုလမ83.6တန်းဖြင့်ကြောက်ထက်ကြတရားခင်းခြင်းနဲ့ slab calvert နဲ့ဆင်းလုံငန်းဆောင်ရည်နေမှုအခြေအနေတို့ကို၎င်းကြည့်ရှုစစ်ဆေးပြီးတက်တော်ရက်ကွက်ဘရင်နောင်လန်985ဘေး12ဘေး3လမ16.95တန်းဖြင့်ကြတရားထပ်ပိုးလာခင်းခြင်းလုံငန်းဆောင်ရည်နေမှုအခြေအနေကို၎င်းညောင်ရွှေဟောကုန်းရက်ကွက်မဟာဗန္ဒူလာလန် 900ဘေး15ဘေး3လမ်းမှာ29ဒရမ35တန်ဖြင့်ကတ္တရာထပ်ပိုးလွားခင်းစင်နေရေခွင်ရက်ကွက်နန်တီတာလန်630ဘေး30ဘေး3လမ်းမှာ35ဒရမ4တန်ဖြင့်ကတ္တရာထပ်ပိုးလွားခင်းစင်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကြီးစုစစ်ဆေးပြီးလုပ်ငန်းခွင်ပေးရန်ညှိကင်းရှင်ရေးဆောင်ရွက်ရန်တက်မှတ်စံချိန်စညွှန်းနှင့်အညီအရေးသွေးပြည်မီစွာဆောင်ရွက်ရန်တက်မှတ်ကာလအတွင်းအချိန်မီပြည်စည်းရေးဆောင်ရွက်ရန်မှာကြားခဲ့ပါသည် ထို့နောက်ပြည်နယ်လမ်းပတ်ဆက်သွယ်ရေးဝန်ကြီးနယ်အဖွဲ့သည်တောင်ကြီးမြို့ကန္တိုင်ကန်တာယာအတွင်းတောင်ကြီးမြို့နယ်စီပင်တာယာဤဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိသည့်ကန္တိုင်ကန်၃ပတ်လည်လံ2100ဘီ12ဘီ10ဘီ6လံမှ251တရမ65သန်ဖြင့်ကွန်ကရစ်လန်ခင်ချင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများကရှင်းလင်းတင်ပြပြီးပြည်내ဝန်ကြီးကလုပ်ငန်းခွင်ပေးရန်ရည်ရွယ်ရှိရင်ဆောင်ရွက်ရန်လိုအပ်ကြောင်း တမန်ဆန်ချိန်ဆန်ညွန်းနဲ့အညီအရေးသွေးပြည်မီစွာဆောင်ရွက်ရလို့အကြောင်းတမတ်ကာလအတွင်းအချိန်မီပြည်စည်းရေးဆောင်ရွက်ရလို့အကြောင်းမှာကြားပြီးလိုအပ်သည့်များပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။